ားလုံးမင်္ဂလာပါခင်ဗျမနေ့ကနိုင်မွေးရောက်နိုင်ခဲ့တဲ့မာဖိုက်တာသွေးလင်းထက်ရဲ့ spinning elbow တပတ်လေတထောင်လို့သူတို့ကတော့ရေးကြတာပေါ့လေကျွန်တော်တို့မြန်မာတွေကတော့ပတ်တထောင်ပေါ့လောလောကူပတ်တထောင်ရိုက်ချက်ကိုအခုအချိန်ထိပြိသက်တွေကကြည့်မွာဖြစ်နေပါတယ် one championship ပါအဲ့ဒီပတ်တထောင်ရိုက်ချက်ကို reach video လွှင့်နေထားတာမှာ view အခုအချိန်ပေါ့လေကျွန်တော်ဝင်ကြည့်ရတဲ့အချိန်ဒီနေ့လေကတော့1.6တန်းပဲရှိတယ် view က အခု3.8တန်းထိမြင့်တက်သွားပြီအနည်းဆုံးတော့4တန်းကျော်နိုင်လိမ့်မယ်လို့ထင်ပါတယ်ခင်ဗျဘာကြောင့်လဲဆိုတော့အခုချိန်ထိကြိရှိမှုတွေကကြိမဝါဆိုတာမျိုးဖြစ်နေတာပေါ့အခုတလော online မှာချစ်မဝါချစ်မဝါဆိုတဲ့စကားနာမည်ကြီးနေတာအောင်းနဲ့သိကြပါလိမ့်မယ်ဇယ်လီမင်းသားတယောက်ကอยู่ตัวได้แมงกะลีบ่เลยตัวก็ฉิมัวฉิมัวเซนน่ะมาบอกเนาะอะกูโหลูกเนี่ยไลฟ์บอกนะไอ้ฉิมัวโหลผิดเนี่ยเราไฟท์แบ็คก็บอกอ่ะเนาะจิมัวผิดนี่ล่ะมณีก็ด่า 1 Friday fight 112ပြိုင်ပွဲရဲ့ဒုကောင်ပွဲစဉ်မှာဒီသွေးလင်းထက်ကသူ့ရဲ့ပြိုင်မဖြစ်တဲ့ခရစ်ဘတ်ကိုပထမပွဲကြီး10မိနစ်43စက္ကန့်မှာအမောက်တိတ်လိုက်တဲ့တရောင်ချက်ပေါ့လေပတ်တရောင်ချက်ဒါကမြင်ရခဲ့တာဖြစ်သလို time ပြိသက်တွေကိုယ်တိုင်ကအယမ်းမဲသဘောကျနေကြတယ်အဲ့တော့သူတို့သွေးလင်းထက်ရဲ့အခုပတ်တရောင်ချက်ကိုဝင်ကြည့်ပြီးအားပေးသလိုအဲမနေ့ကဒီသွေးလင်းထက် တတူတတူထိုးလာမှာပေါ့လေ one championship ဆိုရဲစားလုံးလေးပါလာတာကိုလေသူတို့အရင်မဲ့သဘောကျနေကြတယ်ခမ ्या အဲ့ဒါကိုလေ time break တွေကတော်တော်ကိုပဲအေးဒီူလုပ်ပြီးတော့ပြောနေကြပါတယ်သွေးလင်းထက်ကအခုဆိုရင်ဒါရှေ့လာမဲ့ပွဲစဉ်မှာခေါင်းပွဲထိုးဖို့အထိမျောလင်းလို့ရပြီခေါင်းပွဲဖြစ်ပါဒါမှမဟုတ်ရင်တော့ဟိုရှေ့မှာဆိုရင်ဗျာကျွန်တော်တို့ပြောရမယ်ဆိုရင်ခန့်ပေါ်တိုင်းဆိုလေအမေရိကန်ဒေါ်လာတစ်သိန်းနဲ့စာချုပ်ပွဲကြီးကိုထိုးခွင့်ရပါမယ်သူကအဲ6ပွဲမြောက်ပွဲမှာမိုးထောင်နဲ့ထိုးခဲ့ရတာဟုတ်အဲ့တော့သွေးလင်းတဲ့အတွက် ဘယ်ပွဲစဉ်အမှတ်မှာထိုးရတယ်ဆိုတာအရေးမကြီးပါဘူးရှေ့လာမဲ့ပွဲစဉ်ဟာနိုင်ခဲ့ရင်အမေရိကန်ဒေါ်လာသိန်းနဲ့စာအုပ်ကြီးရရှိတဲ့ပွဲမျိုးဖြစ်ဖို့ကအရေးကြီးလာခဲ့ဖြစ်ပါတယ်သူ့ရဲ့မန်နေဂျာလည်းဖြစ်ပွဲစဉ်သူလည်းဖြစ်တဲ့ကိုစောဖြိုးရာလည်းအဲ့ဒီခွင်းလန်းကိုရအောင်တက်နိုင်သမျှညှိနှိုင်းသွားလိမ့်မယ်လို့ယူဆမိပါတယ်သူလင်းတဲ့အတွက်အခုလမ်းပွင့်လာခဲ့ဖြစ်သလိုအဲလက်ရှိမှာဆိုရင်ဗျာကျွန်တော်တခုပြောချင်တာက Facebook က Reels အတွက်မကြသေးခင်ကန့်သက်ချက်အစ်ထုတ်လိုက်တယ်သူတို့ကအဲ view အတွက်ပတ်စံပေးတဲ့မူဝါဒကိုကန့်သက်မယ်ပေါ့လေမပေးတော့ဘူးပေါ့ ဘယ်ရဆိုင်မပေးတော့ဘူးလေဆိုတော့ဩဂတ်စ်လ31ရက်နေ့ဒီပဲနောက်ဆုံးထားပေးမယ်စက်တင်ဘာလ1ရက်နေ့ကစပြီးတော့ Greece က Blues ကဝင်တဲ့ဝင်ငွေကိုသူတို့ပတ်စံဖြစ်မှတ်တ်မှတ်တော့ဘူးပေါ့လေဒါပေမဲ့အခုလက်ရှိမှာအဲဒါဩဂတ်စ်31ရက်နေ့ကိုလည်းမရောက်သေးဘူးဆိုတော့ Twilin ထက်ရဲ့ Risk Video File ကိုကြည့်ရှုတဲ့ viewer အရေအတွက်၄ဒသမ8တန်းပေါ့လေအခုဒါ3ဒသမ8တန်းဖြစ်နေပြီအဲ့အရေအတွက်ကတော့ဒါ Risk အတွက်လည်းဝင်ငွေတစ်ခုရရှိလိမ့်မယ်လို့ထင်ပါတယ်မနေ့က ပွဲကိုလက်ရှိမှာ YouTube မှာလည်းပြန်ပြီးတော့ဝင်ရောက်ကြည့်စုများရတဲ့အတွက် view လည်းတက်နေပါတယ်ခင်ဗျသွေးရင်းထက်ရဲ့ပတ်တရောင်ကတော့အားပေးသူအများများတဲ့အပြင်တကြော့ပြန်ကြည့်စုသူတွေအခုလောက်ထိများပြားနေတဲ့ကြောင်းပြည်သက်တွေကိုကောင်းသတင်းတစ်ခုဖြစ်ပြောပြလိုက်တာဖြစ်ပါတယ်ခင်ဗျကြည့်စုအားပေးတဲ့ပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျ